မင်္ဂလာပါဆုပေးရတာဝတ်ပါတယ်ကျက်ကျေကျေတို့ကိုချီးမွမ်းနေဒီနေ့မှာတော့ကျွန်တော်တို့အဲလုံငယ်တဲ့တောက်ချန်နေကကျွန်တော်အဲမိတ္တဟာယကိုကျွန်တော်ကစိုးပွားအောင်ပေါ့နော်လုပ်ဖို့ဖြစ်တယ်ပြုစုပြုထောင်ဖို့ဖြစ်တယ်ဆိုတာလည်းပြောခဲ့တယ်အဲ့ဆိုတော့ဒီအဲမိတ္တဟာယကိုပြုစုပြုထောင်တဲ့နေရာမှာကျွန်တော်တို့က ပြက်ကွက်တယ်အားနေတယ်ချွတ်ရွေးနေဆိုရင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့မိခါရဆိုပြက်ပြားလာမှာဖြစ်တယ်နော်ဒါလေးကိုကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ရဲ့မိခါရကိုကောင်းစွာမတိဆောက်နိုင်ဘူးအဲတံပိုးမထားဘူးကျွန်တော်တို့ဒီအရာကိုနစ်နီရှုရယ်ဆိုရင်အဲကျွန်တော်ဘာဖြစ်မလဲဆိုတော့မိခါရပြက်ပြားမှာဖြစ်တယ်နော်အဲမိခါရအစုခွဲထဲမှာအသိတော့ထဲမှာကျွန်တော်တံပိုးထားရမယ့်အရာတွေ ကျွန်တော်တို့အလေးထားရမယ့်အရာတွေကျွန်တော်တို့အဖယ်ထုတ်ရမယ့်အရာတွေကိုတကယ်ပဲမလိုက်နာဘူးမကျင့်သုံးဘူးဆိုရင်အတင်းတော်ထဲမှာပါတယ်ဖြစ်မလဲမခါရမှာပါတယ်ဖြစ်မလဲဆိုလို့ရှိရင်နာကျင်စရာတွေရှိလာမှာဖြစ်တယ်နော်အဲ့ဒါခါကြလို့ရှိရင်ပို့ပြီးဆုံးရှုံးမှုများတယ်ခရစ်တော်ရဲ့ကိုယ်ခန္ဓာကိုကြီးခိုက်မှာဖြစ်တယ်ဆိုတဲ့ကိုပြောချင်ပါတယ်နော်ဒါကြောင့်မလို့အဲ့လိုမဖြစ်ရလေအောင်ကျွန်တော်ရဲ့မိခါရအတော်တော်စုတွေအတင်းတော်တွေမိခါရအဖွဲ့အစည်းတွေမှာ ဒီမိတ္တဟာယကိုပျက်စီးဖို့အတွက်တကယ်ပဲခရစ်တော်ရဲ့ကိုယ်ခန္ဓာမှာရှိနေတဲ့အင်္ဂါကြီးနေတဲ့ကိုတယောက်နော်ထင်းထင်းသိမ့်သိမ့်နဲ့ကောင်းကောင်းမွန်မွန်ပြုစုပြုဆောင်နိုင်ဖို့အတွက်မလုပ်ဖို့လိုတယ်ဆိုရှင်ပြက်ပြားနေနေဖြင့်ပြန်လည်တာကိုထင်းသိမ့်ဖို့လို့အပ်ပါတယ်ဆိုတာလေးကိုလွှင့်ချပါတယ်နော်ဆိုတော့မိတ္တဟာယအဲဖွဲ့တဲ့အခါမှာညွန်ခဲ့တဲ့တောက်ချန်လေးကကျွန်တော်ပြောခဲ့တာဒီယောသားပွင့်လင်းမှုရှိရမယ် မြို့သားဝင်လင်းမှုမရှိလို့ရှိရင်တော့ဒါဟာအဲမိသားဟာဖြစ်စီခံရနိုင်တယ်မိသားဟာပြက်ပြားနိုင်တယ်ဒါဆိုကျွန်တော်တို့မြို့သားမှုတွေပြန်ထားဖို့လိုအပ်တယ်ထိန်းသိမ်းဖို့လိုအပ်တယ်နော်အရင်တပတ်ကပြောခဲ့ပြီဒါတွေဟာသတိထားစရာတွေဖြစ်တယ်ဆိုတော့ပြပြနေတဲ့မိသားဟာများရှိမယ်ဆိုရင်ဒီရာကိုထိသိမ်းဖို့ပြောတဲ့အခါမှာကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်မှတာဝန်ရှိတယ်ယူဆရမယ်ဒါဘုရားသခင်ဒီ ယေရှုခရစ်အပြည့်ငါတို့၏ယံကိုညည်းစေ၍ကိုရိုနီအမိသားယာဖွဲ့စေတော်မူ၏။ထိုမိသားယာတရားကိုဟောရသောအခွင့်အရာကိုငါတို့၌အပ်ပေတော်မူ၏။နိကောခန်ကြီးငါအပိုင်ငယ်၁၈မှာဒီလိုပြောတယ်။အဲတော့ကိုရင်သူမှရှိတဲ့နော်ယုတ်ချီသူတွေကိုတမန်တော်ရှင်ပေါလုကနော်ပြောတဲ့အခါမှာဒီလိုပြောတယ်။ဘုရားသခင်ဟာယေရှုခရစ်အပြည့်ငါတို့၏ယံကိုညည်းစေတယ်။ကိုရိုနီမိသားယာဖွဲ့စေတယ်။ နှုတ်ဝတ်လူဟာဘုရားသခင်ရဲ့ယံပဲဖြစ်တယ်။သို့တော်လည်းပဲဘုရားနဲ့လူသားထဲမှာနော်ဘယ်သူကဝင်လာလဲဆိုတော့နော်တတမန်ကြီးဟူသောယဉ်ငင်းချင်းတရားတိဟူသောယေရှုခရစ်တော်ကဝင်လာတယ်။ဒီယေရှုခရစ်တော်ကျွန်တော်ညံကိုငင်းစီတယ်။ဘုရားသခင်ရဲ့မိသားရကြံလဲပွဲစီတယ်။အဲ့ဒီမိသားရကိုရကြည့်ပြီးတော့အဲ့ဒီမိသားရတရားကိုလည်းဟောရတော့အခွင့်ကိုငါတို့နဲ့အပ်ပေးတယ်ဆိုတော့ယဉ်ငင်းချင်းတရားကိုသူကပြောတယ်။နော်ယဉ်ငင်းချင်းတရားဘာဖြစ်လို့ယဉ်ငင်းချင်းတရားကိုပြောတယ်လဲဆိုတော့ချင်းနော် ဒီကောရင်သူအတင်းတော်မှာအချင်းချင်းတယောက်ကိုတယောက်နော်ဟိုတရားစီရင်တဲ့အရာတွေရှိတယ်ရုံရောက်ခရောက်တွေရှိတယ်တရားဆွဲတဲ့အရာတွေရှိတယ်ပေါ့ဆိုတော့ဒီအရာတွေအပေါ်မှာတစ်ချိန်မှငါတို့ကနော်မယုတ်ကြည်သူများကိုတရားစီရင်မဲ့သူတွေဖြစ်တယ်အဲကြောင့်မလို့ငါတို့တွေကဘာဖြစ်လို့များရုံရောက်ခရောက်နဲ့အချင်းချင်းတယောက်ကိုတယောက်တရားစီရင်နေကြတယ်လေတရားဆွဲနေကြတယ်လေဆိုတဲ့အရာကိုသူက ပြောတာဖြစ်တယ်နော်ဆိုတော့ဒီနေ့ဒီနေ့မျက်မှောက်ခေအသိတော်မှာလဲဒီအရာကိုကျွန်တော်တို့ကတိချက်ဖို့လိုအပ်တယ်ယဉ်ညင်းတရားတည်းဟူသောယေရှုခရစ်တော်ကိုကျွန်တော်တို့ရပြီဆိုလို့ရှိရင်ကျွန်တော်ကဘုရားနဲ့မေတ္တာရဖွဲ့ပြီမေတ္တာရပြန်လိုက်တိချက်ပြီဘုနည်းလကောက်ဖုံမေတ္တာဟာတရားကိုကျွန်တော်ဖွဲ့ရတဲ့အခွင့်ကိုကျွန်တော်တို့မှာရထားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အချင်းချင်းတယောက်ကိုတယောက်နော်ပြိပခါဖြစ်စီမဲ့အရာတွေရံဖြစ်စီမဲ့အရာတင်းပြမိသားရောက်ပြပြတင်မဲ့အရာတွေရှောင်ရမှာဖြစ်တယ် အမြင့်ဆုံးဖြစ်တဲ့တရားဆွဲဆိုခြင်းနေတယောက်တယောက်အေးအေးယူခြင်းနေဆိုတာကဘလို့မဟုတ်ဘလို့တင်တဲ့အရာဖြစ်တယ်နော်ယုံကြည်သူတွေမှာမရှိတဲ့အရာဖြစ်တယ်ယုံကြည်သူတွေမှာရှိရမယ့်အရာပဲနှလို့ခြင်းပဲနော်ဒီအရာလေးကိုကျွန်တော်ပြောချင်ပါတယ်လို့နော်အဲ့တော့ဒီအရာကိုကျွန်တော်တို့ကနားမလည်ဘူးသဘောမပေါက်ဘူးဆိုလို့ရှင်ကျွန်တော်တို့ကဘာဖြစ်ပုံလဲဆိုတော့မိသားဟရာကိုပြပြစေကုန်မှာဖြစ်တယ်နော်မိသားကိုပြပြစေမှာဖြစ်တယ်ဆိုတော့ဒီမှာ ဒီတစ်ခါပြောခဲ့တဲ့အခါမှာကောင်းမွန်တဲ့မိသားယာဖြစ်ပေါ်လာဖို့အတွက်ဘုရားရှင်ရဲ့တကောတော်လည်းလို့တယ်ကျွန်တော်ရဲ့ယုံကြည်သူတွေရဲ့ကြိုးပမ်းအားထုတ်မှုလည်းလို့တယ်နှစ်မျိုးလုံးလို့တာဖြစ်တယ်ဒီနေ့ဘုရားသခင်ရဲ့တကောတော်ကိုကျွန်တော်တို့မျှော်လင့်ရမယ်တောင်းခံရမယ်ဝန်ခံရမယ်ဆိုတဲ့ကောကျွန်တော်တို့ဘက်ကလည်းကြိုးပမ်းအားထုတ်ရဘယ်လိုကြိုးပမ်းအားထုတ်ရမှာလဲမိသားဟာရပြပြမှုကိုမဖြစ်စေဖို့အတွက်ပြပြနေရင်လည်းဒါကိုပြန်လဲထိမ့်သိမ့်ဖို့အတွက်နော်ကျွန်တော်တို့ဘယ်လိုကြိုးစားအားထုတ်ရမှာလဲဒီအရာတွေကိုကျွန်တော်တို့ အဲလေ့လာဖို့ဆံယူဖို့တက်တဲ့ဆိုလင်းကိုပြောချင်ပါเนาะအဲဆိုတော့ကျွန်တော်တို့အပေါင်းတင်ပေါင်းပေါ်တဲ့နေရာမှာသူတစ်ပါးနဲ့တင့်တက်အောင်เนาะပေါင်းပေါ်ဖို့လိုအပ်တယ်ဆိုတော့အဲစီဝန်ကွဲတာဖြစ်ခဲ့နေနာတာဒါမှမဟုတ်ဒီပြိပခါတဲ့ဖြစ်လာတဲ့အခါတွေမှာเนาะကျွန်တော်တို့ကဘာလုပ်ကြရပါလဲကျွန်တော်တို့ရဲ့ပေါင်းတင်ဆက်ဆံရေးကိုဆွတ်လွတ်လိုက်မဲ့အစားပြန်လည်ထိန်းသိမ်းဖို့ကျိုးစားအထောက်ရမှာဖြစ်တယ်ဒါကိုဖျားကြည့်လို့ရရှိတယ်เนาะ ဒါပေါင်းတင်သစ္စာရေးမှာသူတစ်ပါးနဲ့တင့်တင့်အောင်ပေါင်းဖော်နိုင်ခြင်းဆိုတာကဝိညာဉ်ရေးရည်ကျစ်ခြင်းလက္ခဏာတရားဖြစ်တယ်ဒီလိုမှတ်ရမယ်ကျွန်တော်တို့ကနော်ပြောနေတဲ့ပေါင်းတင်တဲ့အခါမှာစေဝန်ကွက်စရာလည်းရှိနိုင်တယ်ရှေ့ထိခိုင်နေတာစရာလည်းရှိနိုင်တယ်အဲဒီလိုကြုံရတဲ့အခါပြိပခါတွေဖြစ်လာနိုင်တယ်။ပြောင်းနေတယောက်ကြားထဲမှာနော်ဟိုမခေါ်ခြင်းမပြောခြင်းနော်ဟိုမတွေ့ခြင်းလောက်တဲ့အားမျိုးပြိပခါတွေနော်အငင်းခုံတွေနော် အဲနောက်ဆုံးရုံးရခတ်တွေလည်းဖြစ်လာနိုင်ပါတယ်ဒီလိုတွေဖြစ်လာတဲ့အခါတိုင်းအခါတိုင်းမှာကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေကျွန်တော်တို့ရဲ့မိသားစုတွေကိုရှင်းပြလိုက်ဖို့မဟုတ်ဘူးပြန်လဲထင်းထင်းဖို့အတွက်ပါလို့မယ်စူးစမ်းအားထုတ်ရမယ်ဒါကိုဘုရားခင်အလိုရှိပါတယ်နော်ချင်းချင်းတယောက်ကိုတယောက်နော်မန်ယာကို ပြောပြီးတော့ငင်းခုံဖို့လည်းမဟုတ်ဘူးတယောက်ကိုတယောက်နော်အပြစ်တင်ဖို့လည်းမဟုတ်ဘူးကိုကပါလို့မှလည်းမိသားစုကို တည်ဆောက်ဖို့အတွက်ဖြစ်တယ်ပြက်ပြားသွားမဲ့အမိသာယာကိုကျွန်တော်တို့ကမပြက်ပြားရလေအောင်ထိမ့်သိမ့်ဖို့ဖြစ်တယ်ဆိုတာလေးပြောချင်ပါတယ်ဘာဖြစ်လို့ဒီလိုပြောနေတယ်လဲမိသာယာဆိုတာနော်ခွတ်တော်ဤနာမတော်၌ကျွန်တော်အတူကလှုပ်ရတာဖြစ်တယ်နော်အဲ့တော့မိသားယောက်တာဝန်မထားဘူးဆိုရင်ခရစ်တော်ကိုတာဝန်မထားတာပဲလေကျွန်တော်ဒီလိုတားနေလို့ရပါတယ်နော်အဲ့တော့ဝိညာဉ်ရရစ်ချက်တယ်မြင့်ချက်ဖို့ဆိုတာခမရဘသူတွေနဲ့ဘယ်လိုပြီးပေါင်းသင်းတယ်လဲဆိုတာတွေကိုကြည့်ရင်မြင်နိုင်ပါတယ် အဲ့တော့မိသားအရပြစ်ပြားတယ်ဆိုတာတကယ်တော့လေမယုံကြည်သူတွေရှေ့မှာရှက်ဖွယ်ကောင်းတဲ့ပြရုပ်ဖြစ်တယ်နော်ဒါတော့အချင်းချင်းတယောက်ကိုတယောက်မသိမမြတ်ဘူးပြိပခါတွေရှိတယ်နော်ညူဇုံမှုတွေရှိတယ်ဆိုလို့ရှိရင်ဒါဒီအခြားသောသူတွေရှေ့မှာသာသနာပတ်လူတွေလို့ခေါ်တယ်မယုံကြည်သူတွေရှေ့မှာဒါဒီရှက်ဖွယ်ကောင်းတယ်နော်ချက်ဆရာကြီးပဲလို့ပြောတာနော်ဒီလိုမှတ်ကြပါစို့အဲ့တော့ ကိုယ်တို့တင်းတော့မှာပါရှိတယ်လေအတင်းနာရီဟာခိုက်ရဖြစ်ပွားတယ်ပုတ်စုပွဲနေတယ်နော်အချင်းချင်းရုံရောက်တဲ့ကရောက်တဲ့အထိလှုပ်ဆောင်ကြတယ်ဒီလိုအချင်းချင်းမျိုးကပေါ်လူကမင်းတို့တွေမရှက်ကြဘူးလားဒီလိုနော်ပြောတယ်မင်းအတင်းတော့ထဲမှာဒီအရာတွေကိုနော်ဆုံးဖြတ်ပေးနိုင်တဲ့သူစီဟိုဘယ်လိုပြောမလဲအစည်းအဝေးကြတဲ့မှာပေးနိုင်တဲ့သူရိတ်ချက်တဲ့သူမင်းတို့တော့မရှိတော့ဘူးလားလို့ မေးရနောက်တဲ့ဖြစ်ဖြစ်လာတယ်နော်တမန်ကျမ်းစာမှာတော့သင်တို့ရှစ်ဆင်ခြင်းကပြောဆိုဤတမန်တော်ရှင်ဘောလို့ပြောတာမင်းတို့ရှစ်ဆင်အကောင်းလဲကွာတဲ့သင်တို့တွင်ပညာရှိတစ်စုံတစ်ယောက်မှမရှိသလားဒီလိုလာတယ်ညီကိုချင်းတို့ရဲ့အမှုကိုစီရင်ဆုံးပြနိုင်တော့သူတစ်စုံတစ်ယောက်မှမရှိသလားအချို့ကိစ္စတွေအချို့အမှုအရာတွေကိုအချင်းချင်းတယောက်နဲ့တယောက်ပြေးပြေးလဲလဲညှိညှိနိုင်နိုင်နဲ့တိုင်ပင်ဆွေးနွေးဆုံးဖြတ်ပေးရမယ်အတင်းတော်မှာရင့်ကျက်တော်သူကဒီလိုဆုံးဖြတ်ပေးရမယ်တဲ့ ဒါပေမဲ့အဲ့ဒီလိုတွေမဆုံးဖြတ်နိုင်တဲ့အခါမှာရင့်ကျက်တဲ့သူမရှိတဲ့အခါနော်ဘာတွေဖြစ်ကုန်လဲခုနကပြောသလိုအုပ်စုကွဲတာတွေအချင်းချင်းနော်ရုံရောက်ကြရောက်တဲ့အဆင့်တွေခိုက်ရန်ဖြစ်ပွားတာတွေနော်အာရုံရင်ခတ်တဲ့ပြိပခါအမှုတွေကဖြစ်လာအဲ့လိုဖြစ်လာတာပါလေအသင်းတော်အแทမှာတဲ့ရင့်ကျက်တဲ့ဝိညာဉ်ရမှာရင့်ကျက်တဲ့ပညာရှိတဲ့သူမရှိလို့ပဲလို့ပြောတယ်မင်းတို့ကဒါမျိုးမရှိဘူးလားကွာအားမလို့အားမရနဲ့ ဒါမှတော့ပေါ်လူကကောရင်သူအသင်းတော်ကိုပြောတာဖြစ်တယ်။နော်။ဒါကြောင့်မို့လို့မင်းတို့ငါတို့ကိုအပေးထားပြီးပြီ။ငါတို့ကအိဝိတရားကိုမိသားဟရတရားဟောရတဲ့သူတွေဖြစ်တယ်။ဒါလေးကိုတတိချဖို့အတွက်သူကပြောတာဖြစ်တယ်။နော်။အဲ့တော့ပြိပကကိုတင့်မြအောင်ဖြည့်ရှင်းပေးနိုင်လောက်တဲ့ရစ်ချက်တဲ့သူအသင်းတော်ထဲမှာရှိဖို့လိုအပ်တယ်။မိမိကိုယ်တိုင်ဖြစ်ဖို့လိုပါတယ်။ပြိပကကိုနော်ဖန်တီးတဲ့သူလားပြိပကကို ပြင်းရင်းစေတဲ့သူလားတင်းမြတ်စေတဲ့သူလားကိုကိုကိုမေးရမယ်ဒါလည်းလိုအပ်တယ်။ဒီအတင်းတော်ထဲမှာဖတိဖတာတွေနော်ငုံချောင်းပဲကိုနဲ့မဆိုင်တယ်လို့နေမယ်ဘာပြဿနာမှတော့မဖြစ်ဘူး။ဒါပေမဲ့ဒါခမည်းရဲ့ဝိညာဉ်ကြီးကမင်းရဲ့ချက်ချင်းကိုပြရတဲ့အတူပဲ။ဆိုတော့ဒီမှာသတိချက်စရာတစ်ခုကအမေခိုင်ရန်ဖြစ်ပွားခြင်းကိုနည်းနည်းအားဖြင့်ဟိုပြိပခဖြစ်တာကို ရှောင်တိန်တာမဟုတ်ဘူးရညင်းနေဆိုတာเนาะရညင်းရညင်းကြီးတရားကိုဟောရတဲ့အခွင့်ပေးတယ်เนาะမေတ္တာရတရားဟောရတဲ့အခွင့်ပေးတယ်ခရစ်တော်ဟာငါတို့တော့ရညင်းကြီးတရားဖြစ်တယ်ဒီရညင်းကြီးတရားကိုငါတို့ရတဲ့အခါအချင်းတယောက်ကိုရညင်းကြီးတရားကိုပြရမှာဖြစ်တယ်ဆိုရညင်းကြီးတရားဆိုတာဘာလဲရညင်းကြီးတရားဆိုတာဘာလဲပဋိပက္ခကိုရှောင်တာမဟုတ်ဘူးပြဒနာမဖြစ်ချင်လို့ရှောင်နေတာမဟုတ်ဘူးပြဒနာတစ်ခုကနေထွက်ပြေးတာမျိုးပြဒနာကိုမရှိသလိုဟန်ဆောင်တာမျိုးလည်းမဟုတ်ဘူးပြဒနာရှိရဲ့နဲ့မရှိဘူးမရှိဘူး နော်ဟုတ်တာကိုမဟုတ်ဘူးမဟုတ်ဘူးလို့ပြောနေတာမဟုတ်ဘူးနော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမှာဝန်လေးတာကြောက်တာနော်တရေဖို့ကြောက်တာမျိုးလည်းမဟုတ်ဘူးမပြောချင်ဘူးကွာဆိုရှောင်နေတဲ့အခါမျိုးလည်းမဟုတ်ဘူးညာချင်းချင်းဆိုတာဘာလဲလို့မိလို့ရှိရင်တကယ်ပြဿနာရဲ့အရင်းအမြစ်ကိုရှာဖွေပြီးဖော်ထုတ်ပြီးစစ်ဆက်ချင်းညီနိုင်းကိုပြောတာဖြစ်တယ်ကျန်လာမဖြစ်အောင်ရှောင်နေတာမျိုးကိုရန်ငင်းကြီးတော့မဟုတ်ပါဘူးเนาะအဲ့တော့ရန်ငင်းကြီးဆိုတာအဲဟို ုဂ္ဂိုလ်ဖြည့်သိမ့်လိုက်တာမျိုးမဟုတ်ဘူးအမြဲတမ်းအညံ့ခါရှုံးပေးတာမျိုးလည်းမဟုတ်ဘူးအမလေးစကားနဲ့ရနေတယ်ဆိုပြီးတော့သူများပြောသမျှကောင်းနေပြီးတော့ငုံနေတဲ့ဟာမျိုးကိုလည်းရန်ငင်းစီတာလို့တကယ်တော့မခေါ်ဆိုဘူးเนาะဖြည့်တော့ခုံလိုမျိုးတော့အနင်းခံဖို့အဲလူတကာတကာတက်နေတုတ်ခါဘူးမဟုတ်ဘူးတော့သူများပြောသမျှကိုကျွန်တော်တို့မြင်ခံဖို့မဟုတ်ဘူးအဲကောင်းမှုခံဖို့မဟုတ်ဘူးခရစ်တော်ဒါမျိုးအလိုမရှိဘူးခရစ်တော်ကလည်းအဲ့တော့မတရားမှုတွေကိုတွေ့လို့ရှိရင်ဆန့်ကျင်ဖို့ရင်ဆိုင်ရဲတဲ့နေရာမျိုး ကျင့်ကြံခံပြီးတော့ရက်တည်တဲ့အရာမျိုးကိုခရစ်တော်ကလုပ်ချင်တာဖြစ်တယ်။နော်။မတရားမှုကိုတော့မတရားမှုလို့သူတို့ကမြင်ပြီးတော့ရင်ဆိုင်ရမှာဖြစ်တယ်၊ပြောပြရမှာဖြစ်တယ်။ဖြစ်တဲ့များအလုံးကိုရန်မဖြစ်ချင်လို့စကားမများချင်လို့ဆိုတဲ့စိတ်နဲ့နော်မိသားရဲ့မိသားရကိုမပြက်ပြားအောင်ဆိုတဲ့ဟာမျိုးနဲ့တလွဲကောင်းနဲ့တက်ပြီးတော့လေပြောသမျှကောင်းခြင်းခန္ဓာမျိုးလည်းမဖြစ်ရဘူးဆိုတဲ့ပြောချင်ပါတယ်။နော်။အဲ့တော့ဒီနေ့ဒီလိုပြောတဲ့အခါမှာမိသားရကိုပြက်ပြားစေတဲ့ အကြောင်းအရာတွေရှိသလိုပဲဒီမိသားအရာပြက်ပြားတယ်ဆိုလို့ရှိရင်ဒါကိုဘယ်လိုထိသိမလဲမပြက်ပြားအောင်ဆိုလို့ကောပြက်ပြားနေရင်ဆိုလို့ကောဘယ်လိုထိသိမလဲနံပါတ်1ကျွန်တော်တို့အသင်းဖွဲ့ထဲမှာယိုယွင်းနေပြီကျွန်တော်တို့ရဲ့ပိဿဟာရထဲမှာယိုယွင်းနေပြီကျွန်တော်အသင်းတို့မှာယိုယွင်းနေပြီဆိုရင်မိသားရတွေကမနှွေးထွေးတော့ဘူးဆိုရင်တယောက်တယောက်ကြားမှာမရှင်းမလင်းနေဖြစ်နေပြီဆိုရင်တအုပ်နဲ့တအုပ်ကြားမှာပြိပခါတွေဖြစ်နေပြီဆိုရင် ဒီဒီမိတ္တရာကိုကျွန်တော်ပြန်လဲဆင်းသိမ်းဖို့တို့ဒီလိုလှုပ်ဆောင်ရမှာနံပါတ်1လူတွေကိုမပြောခင်ဖះကိုပြောပါယတနာရဲ့အခြေအနေအကြောင်းအရာတွေကိုလူတွေကိုမပြောခင်သူ့ကိုပြောရဖះခင်ကိုပြောရမယ်နော်ယတနာကိုဖះသခင်နဲ့ဆွေးနွေးရမှာဖြစ်တယ်တငွေချင်းမိတ်ဆွေတွေနဲ့နော်ဒီယတနာတွေအကြောင်းဒီပြိပခတွေအကြောင်းကိုနော်တိုင်ပင်ဆွေးနွေးရဆိုတာကဒုတိယအဆင့်ဖြစ်တယ်အတင်းအဖင်းပြောတယ်ဆိုတာတွေကလည်း ဒါမဖြစ်တဲ့အရာတွေဖြစ်တယ်ဆိုတော့ဘာလို့ရမလဲဥဒ္ဒါကျွန်တော်တို့ထူတောင်းရမှာဖြစ်တယ်ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဒီအရာနဲ့ပတ်သက်ပြီးတော့ဟာဒီကိစ္စတော့ဟိုလို့သွားပြောပါဒီလို့သွားပြောပါလည်းမဟုတ်ဘူးဘာလို့ရမလဲဖိယားသခင်နဲ့အရင်ဆုံးပြောရမှာဖြစ်တယ်ဖိယားသခင်ကကျွန်တော်တို့စိတ်ကိုပြောင်းလဲပေးမှာဖြစ်တယ်အဲ့ဒီအခါတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အပေါ်မှာဘုရားသခင်ပြောင်းလဲခြင်းအစပြုတဲ့အခါကြက်မှာပဲနောက်တော့ ဆက်ဆိုင်တဲ့သူတွေကိုကြောင်းလဲခွင့်ကိုဘုရားပြေးပေးမှာဖြစ်တယ်နော်ဆိုတော့ဓမ္မချက်စာထဲမှာရှိတဲ့အခါမှာနော်ဆရာဆရာရဲ့ဆလံတွေကိုကြည့်လို့ရှိရင်ပွင့်လင်းစွာပြောဆိုတဲ့အရာတွေစိတ်ခံစားမှုပြင်းပြတဲ့အရာတွေစိတ်နောက်ရှေ့ဖြစ်နေတာတွေကိုအော်ဟစ်ပြီးတော့ပြောတာတွေငိုကြွေးပြီးတော့ပြောတာတွေနော်ဟိုချို့တလေတွင်ရမှာဆိုလို့ရှိရင်နော်ငိုကြွေးရလုံးလို့ နော်အိယာတောင်မှမြေကြီးထဲမှာမျောနေပါပြီဆိုတဲ့ဟာမျိုးတွေဘယ်လောက်ထိပြင်စားသလဲဆိုလို့ရှိရင်နော်ဆိုတော့ဒီသဘောကပါလဲရှင်နာကျင်မှုကိုရှင်းလဲရှိတဲ့တိုင်ဘုမွင့်လင်းလင်းပြတ်တယ်ရှိမှပြောတာဖြစ်တယ်ဆိုတော့လူတွေကိုပြောတာမဟုတ်ဘူးလူတွေကိုပြောဖို့လည်းလိုအပ်ပါတယ်မလူတွေကိုအရင်ပြောဖို့မဟုတ်ဘူးဖျားသခင်ကိုအရင်ပြောဖို့ဖြစ်တယ်ဒီဖြစ်နေတဲ့အကြောင်းအရာတွေကိုလူတွေနဲ့မတိုင်မခင်လူတွေကိုမပြောပြခင်မှာဖျားသခင်ကိုအရင်ပြောပြဖို့ဖြစ်တယ်ဆိုတဲ့လေးကိုပြောချင်တယ်နော်နောက်တစ်ခုကပါလဲဆိုလို့ရှင် မိသားယာပြပြနေတယ်ဆိုရင်ကိုယ့်ဘက်ကနေလက်ဥမှုယူရမယ်လက်ဥမှုယူရမယ်ဆိုတော့နော်တလွဲတော့မပြောမတွေးပါနဲ့အနိုင်ယူဖို့ပြောတာမဟုတ်ဘူးမဟုတ်ကဟုတ်ကတွေကိုနော်ဇလန်းစင်ပြီးတော့ပြောခိုင်းနေတာမဟုတ်ဘူးလက်ဥမှုရယူခိုင်းနေဆိုတာပါလဲဆိုတော့ကိုကပြိပခါကိုစတင်လိုက်တဲ့သူလားဒါမို့ကိုကအပြုတ်ခံရတဲ့သူလားပြေတနာကိုကိုကရှာလာလားပြေတနာကကိုကိုလမ်းရှာတော့တာလားညှိတော့တာလားပေါ့နော်ဒါကိုကျွန်တော်စဉ်းစားတဲ့အခါမှာ ဘယ်ရာကမန္တလေးဒါတွေကိုမစဉ်းစားတော့ဘူးဘာလို့ကိုလဲကိုကအရင်လှုပ်ရှားရမယ်အရင်ဟူးစွာရှိကိုတိုးရမှာဖြစ်တဲ့ကြောင့်မို့လို့ဘုရားသခင်ကဒါကိုပဲမျှော်လင့်တာဖြစ်တဲ့ကြောင့်မို့လို့တစ်ဖက်သားကကိုယ့်ပေါ်မှာဘယ်လိုတုံ့ပြန်လာမလဲဆိုတာကိုမဆောင်ဘဲနဲ့ကိုကသူ့စီကိုအရင်သွားမယ်သူ့စီကိုသွားပြီးတော့ဘာလုပ်လဲခုနကပြက်ပြားနေတဲ့မိဒ္ဓါယချိုးရွေးနေတဲ့မိဒ္ဓါယကျိုးပဲ့သွားတဲ့မိဒ္ဓါယကိုပြန်လည်ထင်းထင်းဖို့အတွက်ကျွန်တော်တို့ဘာလုပ်မလဲ ဖြစ်ဆက်မယ်နည်းလည်းအချင်းချင်းကိုယ့်ဘက်ကအရေးဆုံးလုပ်မယ်သူများဘက်ကမဆောက်ဘူးဒီလိုလိုရုံးကအထင်သေးသွားမှလားဒါတွေလည်းမစင်စားပါဘူးနော်ဆိုတော့အများနဲ့မိသားအရပြုဖို့တနည်းအားဖြင့်အများနဲ့ကိုယ်ခွေရဲ့မိဝိတုကိုယ်ခွေခြင်းမှာပင်လျင်ဒီလိုနှစ်ဦးချင်းကိစ္စကိုအခင်ရွှေခတ်တော်ကဦးစားပေးတယ်မှာကြပါတယ်နော် ါလေးကိုကျွန်တော်တံမိုးထားဖို့ဖြစ်တယ်နော်ကုစားပေးဖို့မှာကြားတယ်အဲတမန်ကျောင်းတစ်ချက်မှာကျွန်တော်တို့သခင်ရှုပ်တော်မိတ်မာတဲ့အရာလေးကိုငားထောင်ရအောင်နော်ထို့ကြောင့်တင်သည်တဲ့ပူဇော်တက်ကာကိုညစ်ပလင်တို့ချောင်းယူခဲ့လျက်တဲ့သိညီကိုတို့မိကိုဒီတင်နဲ့အဖြစ်တွေကတကယ်တကူရှိတယ်ကိုအောက်မေ့သတိရလေရစ်ပလေရှင်းမှာပူဇော်တက်ကာကိုထား၍သွားလို့တဲ့ညီကိုနဲ့တင့်တင့်နေပြီးမှပြန်၍ပူဇော်တက်ကာကိုတင်တော့တဲ့ เนาะ indicate worship သူပေါင်းပြီးတော့ကိုးကွယ်တဲ့ဘုပြုကိုးကွယ်ခြင်းမှာပဲလျင်เนาะနှူးကြတယောက်နဲ့တယောက်ကြားမှာရှိရမယ့်အရာဒါကိုပို့ပြီးဥသားပေးတယ်တကယ်ရှိကတော့เนาะရစ်ပူဇော်ဖို့အတွက်ရစ်ပလင်ရှိကိုခမားကပူဇော်တက်ကနဲ့ရောက်လာပြီးဆိုစီအောင်တော့မိကိုတူးပေါ်မှာအပြစ်တင်ခွင့်ရှိတယ်ဆိုရင်တဲ့အဲ့ဒီရစ်ပူဇော်မဲ့ နော်ပူဇော်တက်ကာကိုထားခဲ့အိုးဒီကိုချင်းတယောက်ကိုတယောက်ပါဖြစ်လဲတင့်တင်ပေါက်ခေါ်လိုက်အိုးခွင့်လွန်ပါစေအိုးတောင်းပါပါစေအိုးနော်အဲ့ဒါပြီးမှပြန်လာခဲ့နောက်မချဘူးလို့ပြောတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့တွေကဒီနေ့ချိန်ကာလမှာပါဖြစ်လဲဘုရားခင်ကိုရစ်ပူဇော်ခြင်းဘုရားခင်ကိုကိုးကွယ်ခြင်းမှာအင်မတန်အင်မတန်အားကောင်းတယ်ဒါပေမဲ့ဘာလို့အဲ့လဲဘာတွေတက်ွက်လဲ ်ညီကိုချင်းတယောက်ကိုတယောက်အပြစ်လွတ်ခြင်းနော်အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိတယ်ဆိုတာသတိရတယ်ဘူဇတကောက်ထားပြီးတော့ပြန်လည်တင့်တင့်ပါအောင်ဆိုတာဒီအကြောင်းတော့ချန်ထားခဲ့တယ်ဒါပေမဲ့လည်းရစ်ပူဇော်ခြင်းကိုတော့အင်မတန်အားဆိုင်တယ်နော်ဒါလေးတွေဟာတကယ်တော့သတိချက်စရာဖြစ်တယ်နော်နေရာလေးကိုကျွန်တော်တို့သတိချက်ဖို့ဖြစ်တယ်ချိန်ညင်ဖို့ဖြစ်တယ်ဆိုတာလေးကိုပြောခြင်းပါတယ် အဆိုရင်နောက်တစ်တစ်ချက်ကနောက်တစ်တစ်ချက်ကဘာလဲဆိုလို့ရှိရင်သူတစ်ပါးရဲ့ခံစားချက်တွေကိုစာနာထောက်ထားရပါမယ်နော်သူတစ်ပါးရဲ့ခံစားချက်တွေကိုစာနာထောက်ထားဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဗဇတ်ထက်ကျွန်တော်တို့ရဲ့နားကိုပို့ပြီးအသုံးပြုရမယ်ဒါရင်ကျွန်တော်တို့နော်မိတ်ပြိုကိုယ်လူလူမိတ္တဟာရအောင်ကျွန်တော်ထင်းထင်းမို့လုပ်တဲ့အခါမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ နားထောင်ပေးရမယ့်ကဏ္ဍတွေရှိတယ်เนาะနားထောင်ပေးရမယ့်ကဏ္ဍတွေရှိတယ်အဲ့တော့ဒီလိုနားထောင်ပေးရမယ့်ကဏ္ဍတွေရှိတယ်လို့ပြောတဲ့အခါမှာเนาะအကုန်လုံးကကျွန်တော်တို့ဟိုတဘောတူနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့လို့ဖြစ်လေသူတို့ဘာရဲ့ခံစားချက်ကိုစာနာထောက်ထားသောအဖြစ်နားထောင်ပေးရမှာဖြစ်တယ်ကျွန်တော်တို့တစ်ခါတရံမှာကျွန်တော်ကကျွန်တော်ကိုဘယ်လိုခံစားရတယ်ဆိုတာကိုအရင်ဆုံးပြောချင်တဲ့သူကြီးပဲဒါပေမဲ့ကိုယ့်ဘက်ကဘာလို့မလဲနားထောင်ပေးရမယ်နားထောင်ပေးရမယ်အရင်ဆုံးနားထောင်ပေးရမယ် နော်အကုန်လုံးကိုကျွန်တော်သဘောမလို့တိုင်ပါဘူးဒါပေမဲ့သဘောပေါက်နားလေတယ်ဆိုတော့ကျွန်တော်ပြရမှာဖြစ်တယ်အဲပြောင်းနေတယောက်စကားတွေပြောကြတဲ့အခါနားထောင်ကြတဲ့အခါမှာအားလုံးကိုတော့သဘောထုတ်နိုင်သွားမရှိဘူးဒါပေမဲ့ဘာဖြစ်လဲဒီခန္ဓာချက်ကိုနားလည်ပါတယ်ဆိုတော့တော့ကျွန်တော်တို့ဝန်ခံပေးရမှာဖြစ်တယ်အလေးထားပေးရမှာဖြစ်တယ်နော်အဲ့တော့ တစ်ဖက်သားမှာရှိနေတဲ့တန်လျာစိတ်တွေကြောက်ရွံ့မှုတွေရှိတယ်ဆိုရင်ဒါကိုညာတာထောက်ထားဖို့ကျွန်တော်တို့လိုအပ်ပါတယ်တခါတလေတချို့တွေကနော်ဟိုဘယ်လိုပြောမလဲတစ်ဖက်သားစိတ်ခံစားမှုတွေနဲ့တန်လျာတွေနဲ့နောက်ဆုတ်သွားတာရှိနေအဲ့ဒီအခါမှာရဲရဲစွာနဲ့တတိရှိရှိနဲ့ဝန်ခံရဲဖို့အတွက်ကျွန်တော်အခွင့်ပေးရမှာဖြစ်တယ်ဆက်သူစပါးရဲ့ခါးစားချက်တွေကိုကျွန်တော်စာနာပေးရမယ်ထောက်ထားပေးရမယ်ပြောတာဖြစ်တယ်နော် နောက်ပြီးရင်ဘာဖြစ်လဲဆိုတော့ကိုမိမိရဲ့အပိုင်းကဏ္ဍကိုနော်အော်ဒီမှာတခုမိမိရဲ့အပိုင်းကဏ္ဍကိုဝန်ခံဖို့ဖြစ်တယ်နော်ဒါနော်မိမိရဲ့မိမိရဲ့ခန္ဓာအဲကိုယ့်ရဲ့အပိုင်းကဏ္ဍကိုကိုယ်ကိုယ်တိုင်ဝန်ခံဖို့လိုအပ်တယ်ဘာဖြစ်လို့ကိုယ့်ရဲ့ခန္ဓာကိုကိုယ်ဝန်ခံဖို့လိုအပ်တယ်လို့မြင်တဲ့ခါကျတော့နော် ျွန်တော်တို့ရဲ့လုပ်ရမယ့်အပိုင်းကိုပဲကျွန်တော်တို့လုပ်ဖို့ဖြစ်တယ်ကျွန်တော်တို့လုပ်ရမယ့်အပိုင်းမဟုတ်တာတွေကိုကျွန်တော်တို့လုပ်ဖို့မဟုတ်ဘူးဆိုတာတွေကိုပြောချင်ပါတယ်နော်အဲ့တော့ပြောချင်တဲ့သဘောအတိတ်ပဲကပါလဲဆိုလို့ချင်းကိုယ်အပိုင်းကဏ္ဍကိုကိုယ်လုပ်ဖို့ပြောဖို့ဖြစ်တယ်ကျွန်တော်ရဲ့အဲဒီအဲပေါင်းတဲ့စထိုင်တဲ့အခြေအနေတွေမှာထိနေမှုလုံနေတာတခုကပါလဲဆိုလို့ချင်းကိုယ်လုပ်ခဲ့တဲ့အကြောင်းညာအမားတွေ ကိုယ့်ရဲ့အဖြစ်တွေကိုဝန်ခံခြင်းနဲ့စရမယ်နော်သဘောပေါက်လားမသိဘူးတခါတရံမှာကျွန်တော်တို့ကလေကိုယ်ဝန်ခံလိုက်လို့ရှိရေနော်ကိုယ်ဝန်ခံလိုက်လို့ရှိရင်ကိုယ့်ကိုသမားအထင်သေးသွားမလားဆိုတဲ့ဟာမျိုးတွေရှိတယ်နော်ဒါတိတ်ကိုတိတ်ကိုမာရွင်းတဲ့အတွေးခေါ်ဖြစ်တယ်နော်အဲ့တော့ကိုယ့်ရဲ့အပိုင်းကဏ္ဍကိုကိုယ်ကိုယ်ရဲ့လောက်ရမှာဖြစ်တယ်ကိုကမားသွားတယ်ဆိုရင်ကိုမားသွားတဲ့အပိုင်း ကိုယ့်ရဲ့အားနဲ့တဲ့ဖြစ်ကိုယ့်ရဲ့အားနဲ့တဲ့အပိုင်းကိုဗာလဲဝန်ခံရမှာဖြစ်တယ်မိမိပြုတ်ခဲ့တဲ့အမှဒါမှမဟုတ်မိမိရဲ့အပြစ်ကိုဝန်ခံခြင်းကနေစတင်ရမယ်လို့ပြောတာဖြစ်တယ်နော်အဲတကယ်ယေရှုခရစ်တော်ပြောတဲ့စကားလျှို့ဝှက်တော်သူကိုကိုမျက်စိနဲ့ရှိတဲ့တန်ခြင်းကိုရှေးဥစွာမပယ်ရှေးဥစွာထုတ်ပယ်တော့လေနောက်မှညီကိုမျက်နှာမျက်စိနဲ့ရှိသောညောင်ငယ်ကိုထုတ်ပယ်ခြင်းကအဲအာထုတ်ပစ်ခြင်းကရှင်းလင်းစွာမြင်နိုင်မယ်ဆိုတဲ့ဘောကဘာလဲဆိုလို့ရှိရင် လူကကိုယ့်ရဲ့အမားကိုယ့်ရဲ့အားနည်းချက်ကိုအရင်ဆုံးဝန်ခံဖို့ဝန်ချဖို့တောင်းပန်ဖို့ဖြစ်တယ်ဆိုတာလေးကိုပြောချင်ပြီဒါပြီးမှကျွန်တော်ဘာလုပ်ရမှာလဲနောက်တစ်ဆင့်ကိုတည့်ရမှာအဲ့တော့မိမိအပိုင်ခံတာကိုမိမိအရင်ဆုံးဝန်ချရမှာလေနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်နော်လူကိုမတိုက်ခိုက်ဖယ်နဲ့ပြဿနာကိုတိုက်ခိုက်ပါနော်လူကိုမတိုက်ခိုက်ပါနဲ့ ဘောင်တက်ခဲ့ရမလဲပြဿနာကိုတိုက်ခဲ့ရမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့ကပါလို့လေဒီပုဂ္ဂိုလ်ရဲ့ပြဿနာရရှိတယ်ပုဂ္ဂိုလ်ကိုတိုက်ခဲ့မိလဲပဲပုဂ္ဂိုလ်ကိုမုံတတ်တယ်အမှန်တကယ်ပြဿနာကိုတိုက်ခဲ့ရမှာဖြစ်တယ်เนาะအပြစ်ဖို့ဖို့အေးပဲအပြစ်ရှာဖို့အေးပဲ view ဆိုင်နေတော့လူကိုပဲမြင်တော့မှာဒီပြဿနာဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့ကျွန်တော်တို့ရှာမခွေနိုင်တော့ဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲ တို့ကပြည့်တနာကိုမတိုက်ခိုက်ပဲနဲ့ပုံကိုယ်တွေတော့တိုက်ခိုက်တာတွေဖြစ်ကုန်မှာပေါ့အဲ့ဒါဆိုရင်တော့ကျွန်တော်ရှင်းလို့လည်းဆုံးမှာမဟုတ်ဘူးเนาะရှင်းလို့လည်းဆုံးမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့တိုက်ခိုက်ရမယ့်အရာကျွန်တော်တို့ဖြေရှင်းရမယ့်အရာကဘာလဲလို့မေးရင်ပြည့်တနာပဲเนาะပြည့်တနာပဲ ပြဿနာကိုပဲကျွန်တော်တို့ကတိုက်ခတ်ရမှာဖြစ်တယ်လူကိုတိုက်ခတ်ရမှာမဟုတ်ဘူးအဲ့တော့မာယွင်မာယွင်ဆိုတာจิตတော်မှုတစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ဟာပြဿနာကိုမတိုက်ခတ်ဖဲနဲ့လူကိုတိုက်ခိုက်တာတွေရှိနိုင်တယ်ဆိုတာ၄ကိုပြောခြင်းနဲ့เนาะအဲပြဿနာမတိုက်ခိုက်ပါနဲ့လူကိုတိုက်ခိုက်ပါအဲလူကိုမတိုက်ခိုက်ပါနဲ့ပြဿနာကိုတိုက်ခိုက်ပါဆိုတာ၄ကိုပြောခြင်းပါတယ်ပုဂ္ဂိုလ်ကြီးမမုန်းတိပါနဲ့ဖြစ်တဲ့အကြောင်းအရာကိုကျွန်တော်ဖယ်ထုတ်ပါဒီပုဂ္ဂိုလ်ကိုကျွန်တော်မုန်းလို့ အဲကျွန်တော်တို့ဖယ်ထုတ်လိုက်ရင်လည်းနောက်တစ်ချိန်မှာအဲကျွန်တော်တို့ကဘာလုပ်မလဲနောက်တစ်ချိန်မှာကျွန်တော်တို့ကပြန်ပေါ်လာအောင်မှာပဲနော်အဲ့တော့ဒီကိစ္စတွေကကျွန်တော်တို့ကအဲပုံကိုတက်ခဲလို့မရဘူးပြဿနာကိုပဲတက်ခဲရမှာဖြစ်တယ်နောက်တစ်ချက်ကပါဆိုပူပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်နော်တန်တဲ့များအတိုင်းအတင်းတင်းနေပါလို့ပြောတယ်ဒီခါကျကျွန်တော်တို့ကပူပေါင်းမဆောင်ရွက်တော့ဘူးဆိုရင်တီးကြဖြစ်သွားလိမ့်မယ်နော်ဘလို့မှညီနေမရဘူး သူတို့ဘာကဖြစ်တာမဟုတ်ပဲမိမိကဖြစ်တယ်ဆိုတာသိသွားပါလိမ့်မယ်နော်။နောက်ဖြည့်ရှင်းချက်တွေပေးတာခဲကိုနော်ကျွန်တော်တို့မိသဟာယပြန်လိုက်တဲ့ဆက်ကိုရင်းညာစီကိုပို့ပြီးအလေးထားပါနော်။အဲ့တော့အားလုံးကိုသဘောတူရမယ်ဆိုတော့ညှို့လင့်ချက်ဒါလည်းစိတ်ကူးရဆန္ဒပဲနော်။အားလုံးတိုင်မင်းတဲ့အခါကိုသဘောတမ်းဖြစ်ရမယ်ကိုဆန္ဒနဲ့ဖြစ်ရမယ်ဆိုတာဒါကမြတ်စိတ်ကူးရနေတာပဲ။အဲ့လိုတော့မရနိုင်ဘူး။ဒါပေမဲ့ပါလေကျွန်တော်တို့ကနာရင်းညာစီအောင်ဆိုပြီးတော့ short တင်တာ short ပြီးတော့ကျွန်တော်တို့လောက်ရတာဖြစ်တယ်။ ဖြစ်ရှင်းရတာဖြစ်တယ်ပြဿနာကိုအဓိကထားရတာဖြစ်တယ်เนาะအဲ့လိုမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကဘလို့မှညင်နေလို့ရမှာမဟုတ်ဘူးဆိုတာလေးကိုပြောချင်ပါတယ်เนาะအဲကျွန်တော်တို့ရဲ့အတ္တတာထဲမှာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာမိတ္တဟာရတွေပြပြနေတယ်ဆိုရင်ကျွန်တော်တို့ဒါတွေကိုလှုပ်ဆောင်ဖို့ဖြစ်တယ်ဒါတွေလှုပ်ဆောင်ဖို့ဆိုတာကလည်းငါတို့ကတော့မိတ္တဟာရမပြပြဘူးကလည်းမိတ္တဟာရအဖွဲ့မှမရှိတာဆိုမှလည်းရှိနေเนาะအဲ့တော့ကျွန်တော်တို့ကပြဿနာမဖြစ်ချင်လို့ဆိုပြီးတော့မိတ္တဟာရအစုတွေကနေထွက်နေတဲ့အားလည်းရှိတယ် ါဒါရပုတ်ပြီးအနေများတဲ့ဟာနော်အစုပ်ဖွဲ့ရှိရင်တော့ပြဿနာရှိမှာပဲပြဿနာရှိရင်ဘာလုပ်ရမလဲပြဿနာချောင်ပြေဖို့မဟုတ်ဘူးပြဿနာကိုပြင်းရင်အောင်လုပ်ဖို့အဲ့တော့ပြင်းရင်အောင်လုပ်တဲ့အခါမှာလည်းဒီလိုအဆင့်တွေလိုအပ်တယ်ဆိုတာလေးပြောချင်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တရားကိုစဉ်းစားသုံးသပ်ဖို့သွားကြစို့မှတ်သားရမယ့်အကြမ်းပိုက်ကတော့နင်းနီကောခန်းကြီးငါပိုင်ဆက်ရှိဖြစ်တယ်နော်ခရစ်တော်ဟာငါတို့ရဲ့အရှင်တရားဖြစ်တယ်ထိုတရားကိုငါတို့ဟောရတယ်ဖြစ်တဲ့တကြောင်မို့လို့ငါတို့ဒီအဲတမိုးထားရမယ်ကိုကိုကိုနားလည်ရမယ် နောက်ဆင်းရဲမဲ့မိဘကပါလဲဆိုရင်ဒီနေ့ကျွန်တော်တို့မိမိနဲ့စစ်ပန်ရေးပြတ်သွားတဲ့ဘသူဟိုပြန်လဲကောင်းမှုအောင်ဘယ်လိုလုပ်မလဲကျွန်တော်တို့ဘသူတွေနဲ့စစ်ပန်ရေးပျက်စီးနေတယ်လဲမိသားစုတွေပျက်စီးနေတယ်လဲဒါကိုပြန်လဲကောင်းမှုအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ဘာတွေလိုအပ်တယ်လဲဒါမေးရမယ်ကိုကိုကိုရှင်အားလုံးနဲ့အချင်းပြင်းနေရဲ့လားကိုကိုကိုမေးရမယ် ပြုပြင်ရမှာဖြစ်တယ်။ဒီနေ့အသင်းတော်ထဲမှာမိသားရအဖွဲ့ထဲမှာသင်ကိုယ်ချင်းနေရှိတယ်။နောက်အားလုံးကအဆင်ပြေပြင်းနဲ့နော်မမှန်ကန်တဲ့နေရာမဟုတ်တဲ့နေရာမှာတညတညတည်းဖြစ်နေရလဲရှိနေတယ်။ဒါဆိုရင်လည်းကျွန်တော်အနေအများရတယ်။နောက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့မိသားရဟာမှန်ကန်တဲ့မိသားရဖြစ်ဖို့လိုအပ်တယ်။မှန်ကန်စွာပြုစုပြုထောင်ဖို့လိုအပ်တယ်။ဒါပေမဲ့မားနေတယ်ဆိုရင်ပြန်လည်ပြုပြင်ဖို့လိုအပ်တယ်။ပြက်ပြားနေဆိုရင်လည်းပြုပြင်ဖို့လိုအပ်တယ်။အဲဒီနေ့မှာကျွန်တော်မိသားရပြက်ပြားမှုကိုကျွန်တော်ပြန်လည် တိချောက်ချင်းနဲ့ပတ်သက်ပြီးတော့ပြုပြင်ခြင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ကောခန်းကြီးငါအပိုင်ငါ၁၈မှာရှိတဲ့အကြောင်းအရာကိုအတူတကွလေ့လာသွားကြတာဖြစ်တယ်သင်ခြင်းသွားကြတာဖြစ်တယ်အဲသဘောပေါက်ဖို့နားလည်ဖို့ဖြတ်ပြီးပေါင်းကြည့်ပါစေနော်အားလုံးကိုကျေးဇူးတင်တယ်အာမင်